ခိုးမြတ်ပေါ့လားဘရိုအပြစ်မနေတနေရာချိန်လိုက်တော့ဘိုင်ဝါထိုးမယ်ဟမ်ဘရိုလောက်တိုင်းအကိန်းတော့ကျွန်တော်တော်တော်ကချွေးပါပြက်နေပြီဘာလို့လောက်ခါလုံးသားလဲလို့ညာကျွန်တော်အဖေမသိလို့တော့တော်တော်ဝမ်းနေပါရဲ့အဲ့တော့ဒီ gain ရောဒီနေ့ပြောနေ gain နေ mobile မှာလာလို့ရှိလားအားလုံးမင်္ဂလာပါ gain maker မြန်မာအနေနဲ့ကျေးဇူးလိုက်ပါတယ် ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့မြန်မာနိုင်ငံကထုတ်တဲ့ဂိမ်းတွေဖြစ်တဲ့ Nobody Knows What Happened, Silent Rain နဲ့အခြား fan ဖြစ်တဲ့ဂိမ်းတွေကိုဖန်တီးထားတဲ့ developer ကိုခွန်မြတ်ဖုံ Monobyte Studio တို့သူ့ရဲ့ဂိမ်းတွေကိုဘယ်လိုဖန်တီးထားလဲဆိုတဲ့အကြောင်းအရာကိုအသေးစိတ်ဆင်းရဲသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ brother မင်္ဂလာပါ။အဲ့တော့ brother ရဲ့နာမည်လေးနဲ့ brother ရဲ့အကြောင်းအရာလေးကိုနည်းနည်းကျွန်တော်တို့မိတ်ဆက်ပြလို့ရပါမယ်။ဟုတ်ကဲ့ အဲကျွန်တော်ကတော့ခမရဖုန်းမှာ Monobike game ဆိုတဲ့အောက်ကနေပြီးမှကျွန်တော် Mobile Notes Whatsapp ရဲ့ Silent Library ရဲ့အဲ့ game တကိုကျွန်တော်ထုတ်ထားပါတယ်ပြီးတော့ကျွန်တော်က TikTok ပေါ်မှာကျွန်တော် Dawit Grey ဆိုပြီးတော့မှအခုလက်ရှိလုပ်နေတဲ့အဲ site view game လေးပေါ့ Terra Share ဆိုတဲ့ site view game လေးနဲ့ပတ်သက်တဲ့ progress လေးတွေကိုကျွန်တော် devlogs လေးတွေအတင်းတင်းဖြစ်နေပါတယ်ဟုတ်ကဲ့ကျေးဇူးပါကိုခုံးမဲ့ပုံဖြစ်ပြီးတဲ့အတွက်เนาะအဲ့တော့ brother အခုဒီ game တုံးမှမဟုတ်ဘောတခြား game တွေလည်းအရင်တော့ develop လုပ်ထားတယ်ကျွန်တော်တွေ့ရတယ်ပေါ့နော် Monobike game မှာ ီလို့ရှိရင်လည်းအခုစိုက်ပျိုးရေး gain ပတ်ချံဥတည်ပြီးသွားနေတယ်တွေ့ရတယ်ပေါ့ okay brother ဒီမျိုး gain တွေစပြီးဖန်တီးဖို့ gain လုံးကလောကတယ်ဘယ်လိုမျိုးရောက်လာတာဘယ်လိုမျိုးဝင်ခဲ့တာလဲကျွန်တော်တို့ပြောပြပြီးလို့ရမှာ okay ဘယ်လိုလုပ်ဖြစ်ခဲ့တယ်လဲဆိုတော့ကျွန်တော်အခုဆိုရင် gain တွေလောက်တာ၄နှစ်လောက်တော့ရှိပါပြီဒါပေမဲ့စုစုပေါင်း experience ကတော့တခြားခြားတဲ့ကျွန်တော် ban off ဖြစ်တာပါညာဖယ်ပြီးတွက်လိုက်မယ်ဆိုလို့ရှင်တော့ နည်းနည်းလောက်ပဲရှိပါသေးတယ်အဲ့ချိန်ကျွန်တော်ကိုဗစ်တွေပါနေဆိုတော့ကျွန်တော် story တခုကိုကျွန်တော်ပြောပြချင်တာပါအချိန်ကဟို isolation လည်းဖြစ်တာများတော့ပြောပြချင်တယ်လည်းစဉ်းစားပေါ့ကျွန်တော် story telling ကိုဘယ်လိုလုပ်လို့ရမလဲဆိုတော့လုပ်နေတဲ့ဒီ coding ဘိုင်းနဲ့လည်းတော့ဆိုင်ရမယ်ပြီးတော့ game တွေလည်းအရင်ကတည်းကစိတ်ဝင်စားဆိုတော့အဲ့လိုစပြီးလုပ်ဖြစ်ခဲ့ရပေါ့ကျွန်တော်အဲ့ဒီခရီးတိုင်းဆိုပြီးတော့ project လေးတွေကျွန်တော်လုပ်ဖြစ်လုပ်ဖြစ်နေမှာဘယ်လိုလုပ်ဖြစ်သွားဟုတ်ကဲ့ပြည့်ပြည့်တဲ့ကျေးဇူးများကြီးတင်ပါတယ်ဘာသာကြီးเนาะအဲ့တော့ဒီ gain တွေအဲ့လိုမျိုးဇုံနိုင်ခဲ့တယ်ပေါ့เนาะဒီမျိုးလောက်ဖို့ဆိုတော့လေ gain လုံးမှလွယ်ကူရဲ့အတက်ပညာမဟုတ်ဘူးပေါ့เนาะအဲ့တော့ brother ဒီကျေတော့မဟုတ်ဘယ်လိုမျိုးလေ့လာခဲ့တာလဲပေါ့ online course တွေတက်တာလားသို့မဟုတ် study လားဘယ်လိုမျိုးလေ့လာခဲ့ကျွန်တော်တို့ရှင်းပြပေးလို့ရမှာ ဟုတ်ကဲ့ဘလို့ဖြစ်တယ်လဲဆိုတော့ကျွန်တော်အချိန်မှာလိလာမယ်ပေါ့ဒါကိုကျွန်တော်လိလာမယ်ဆိုတဲ့အချိန်မှာကျွန်တော်ငငယ်မှဆိုဂိမ်းနေဆိုရင်ဟိုဂိမ်းကိုဖွင့်လိုက်ပြီဆိုတော့ကျွန်တော်တို့ mate with unity ဆိုတာကြီးပါတယ် brother ကျွန်တော်အဲ့အဲ့ကိုစိတ်ဝင်စားဂိမ်းတစ်ခုဖွင့်လဲ DI ကွန်နောက်ဂိမ်းတစ်ခုဖွင့်လဲ DI ကွန်ဆိုတော့ဘာတည်းမလားကျွန်တော်အော်ဒီကုမ္ပဏီကထုတ်တယ်ပေါ့ဒီဂိမ်းနဲ့ဒါနဲ့ general မှာတော့ကျတော့တက်ရှာကြည့်ရပါကျွန်တော်ဟို unity ဒါဂိမ်းရင်ချင်းပေါ့ဟိုဂိမ်းလည်းလိုရေးကြပဲပေါ့လိလာဖြစ်ခဲ့တာကကျတော့ youtube ပိုင်းအဓိကလိလာပါ ကျွန်တော် YouTube ကိုဖွင့်လဲဖွင့်ပြီးတော့မှ how to make gain development ဆိုရိုက်ထည့်လိုက်တော့ထိတ်ဆုံးပေါ်လာတော့တော်တော်လေးကျွန်တော်တို့ရဲ့ CRCI breakies ပေါ့ကျွန် breakies အရင်ပေါ်ရဲ့အရင်ပေါ်တော့ကျွန်တော်သူ့ရဲ့လူတိုင်းစာခဲ့တဲ့ကျွန်တော်အဲ cube play ဟိုချွေးဒီချွေးအဲလောက်ခဲ့လင်းကျွန်တော်စာပေါ့ဟုတ်ကဲ့ share ပြီးတော့လည်းကျေးဇူးများကြီးတင်ပါတယ်เนาะကျွန်တော်မှန်ရဆိုရှင် gain development ဒီ research လောက်မယ်ဆိုလို့ရှင်ဟို free resources နဲ့တော့ကိုယ် skill တင်လို့ရပါပေါ့เนาะ brother အခုဆိုရှင် brother လည်းအဲ့လမ်းကြောင်းမှာသွားတာဆိုတာပြီးတော့လည်းတွေ့မိတာပါလဲဆိုရှင် brother ဒီ mechanic တသေးလေးရနေစပြီး develop လုပ်တယ်ပေါ့နော်စပြီးတော့ဒီ project တသေးလေးရနေ mechanic တွေ develop 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 လုပ်နေတဲ့အခုဆိုရှင်ကို storytelling လုပ်ချင်တဲ့ game project လည်းထွက်လာပြီပေါ့နော်သူများတွေလည်းစော့နေရပြီနော် streamer တွေလည်းစော့နေကြတယ်အခုဆိုလည်းနာမည်ကြီးနေ game တွေရှိတယ်နော် brother ရဲ့ဒီ silent reverie ဟာလည်းစော့ကြတယ်ပြီးလို့ရှိရင် no white no squad happen ဆိုတဲ့ game နဲ့စော့ကြတယ်အခုလည်း side view game လာအောင် အဲ့တော့ဒီ gain တွေကို brother ဘယ်လိုမျိုးဖန်တီးထားလဲဆိုရဟာအဲ့ဒီ gain တစ်ခုချင်းစီဒီစိတ်လေးပြောပြပြလို့မျိုးဘယ်လို process တွေနဲ့ပေါ့ဘာကြီးလောက်ထားခဲ့လဲဆိုတော့ brother ရဲ့ဒီ project လုပ်တဲ့ဟုတ်ကဲ့ပေါ်မှာဘယ်လိုရှိလဲဆိုသိချင်တော့ဟုတ်ကဲ့ကျွန်တော် nobody knows what happened လို့မျိုးကျွန်တော် first person gain တွေကိုလှုပ်ချင်ခဲ့ပါကျွန်တော်အစကတည်းက first person တော်တော်စိတ်ဝင်စားပါဖာ cry တော့ပါဆော့ပြီးတော့မှကျွန်တော်လက်နှချောင်းမြင်ပြီးတော့မှ sorry again ကျွန်တော်တိတ်လှုပ်ချင်တော့ဘယ်လိုဖြစ်တယ်လဲဆိုတော့အဲ့ gain တွေလုံးမယ်ဆိုတော့အများကြီးအဲ့လိုမလုံးနိုင် brother scale ချက်လဲအရင်ဆုံးကျွန်တော်ဘယ်လောက်တွေပဲလုံးနိုင်မှာလဲပေါ့ ပြီးတော့ပုံပြီးတော့မှ ironic ဖြစ်တာလဲ low bite nose weapon လို့လို့ကျွန်တော်တို့ toilet တစ်ခုထဲမှာတိုက်မိနေတာလဲအဲ့လို toilet ထဲမှာကျန်ရခဲ့အဲ့ဟာအဲ့လိုကျွန်တော်စဉ်းစားအောင်ပြင်လောကကြီးကဟိုဘာဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကပိတ်မိနေမှာအပြင်ကဖြစ်ချင်တာဖြစ်ရင်ကျွန်တော်ကဘာမှလုပ်လို့မရတဲ့ honey အနေထားဆိုဘလို့လဲပေါ့ကျွန်တော်အဲစဉ်းစားပါတယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဟို skill ချုပ်နေအာတစ်ပတ်တွင်ပြီးအောင်ရေးမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့မတိုင်းခင် game jam ကျွန်တော်လုပ်ခဲ့ breakies game jam မှာကျွန်တော်တစ်ပတ်တွင်ဘလို့ဖြစ်ဖြစ်ရအောင် push ရှင်တော့ product တစ်ခုကထွက်လာတာပဲဆိုပြီးကျွန်တော်အဲဆက်ကြည့်မယ်ဆိုပြီးမှလုပ်လိုက်တာတစ်လလောက်ကြာပါပဲတစ်လခွေလား အဲဆိုတော့အဲ့ project ကို break down လုပ်ပြအောင်လဲကျွန်တော်ကျွန်တော်မှအခုဖွင့်ထားပါတယ်။ဟာ okay okay let's go ရှင်းရအောင်ကျွန်တော်ဟိုဒါရရအောင်အကွက်ကို model လုပ်ထားပါ။ဒါဆိုအဲကျွန်တော်ပြောပြမယ်ဒီအနောက်ကတိုင်းဆိုတော့တော်တော်များရင်းနှီးကြပါတယ်။ဒါ background နဲ့က texture ကြီးပါတာ။ Okay okay ။ဘယ် background နဲ့တော်ကြီးတာ Yes background office ရဲ့ texture ကိုကျွန်တော်ဒီတော့မှာပါတာ။ Okay ။ဒါနဲ့အစင်ဆောင်တစ်ခုထွက်လာပါ။အဲ့ကောင်မှထည့်လိုက်ရအဲ့လိုမျိုး။ဒီဒီဒီဟာဆိုရှင်တာလုံးဝကျွန်တော် AI generated ပုံမှာတာ။ AI generated အရင် generate ပါဒါကျွန်တော်တို့အဲ့ချိန်မှာတိတ်ပြီး power phone ဖြစ်တယ်ကျွန်တော်တို့ဒေါ်ကြီးဒေါ်ကြီးလားဟုတ်တယ်ဒါကြီးอ่ะဟုတ်တယ်ဟုတ်တယ်စိုက်ပြီးတော့မှကျွန်တော်ဖြစ်တယ်ဒါဆိုတိတ်ရုပ်တီမရှိဘူးဘာမှမရှိဘူး guys ဘာမှမရှိဘူးအဲ့လိုမျိုးကောင်းတယ်ကောင်းတယ်သဘောကျတယ်ဟို AI leverage လုပ်ပြီးတော့ဒီလိုမျိုးလေးအသုံးချရတာမဟုတ်ရှင်ကိုကိုယ်တိုင် research လုပ်အောင်ပါဆိုတော့ဟိုဘာလို့အဲ့ဒီ calendar လေးကိုထည့်ခဲ့တာလဲကျွန်တော်တို့ပြပြပြလို့ရအောင်ဗာစိတ်ကူပါပြီဒီ calendar ထည့်တာ ဘာသာကိုပေါ်ပြီးထည့်လဲဆိုလို့ရှိရင်ကျွန်တော်ကဂိမ်းကိုမြန်မာစံနဲ့ကလေးတကူလာထည့်ဦးမှာဆိုတော့ကျွန်တော်ကမြန်မာစံနဲ့ထည့်ဖို့ကဒီလို Twilight တွေအဲ့မှာထည့်ဖို့ကကျွန်တော်စဉ်းစားတော်တော်ခဲ့တယ်ဘာမှလည်းထည့်လို့စမပြေဘူးလေဟုတ်ကဲ့ဆိုတော့ကျွန်တော်လည်းအားပေါ့ဒီ user ဟိုကဒီခက်အခြေအနေတွေတကူဟိုတိရအောင်ပေါ့ဆိုတော့တက်ကတိန်တွေထည့်မယ်ဆိုရင်ဟိုအရင်ခက်ကပြက်ကတိန်ကြီးရှိရအောင်လည်းမျိုးထည့်မယ်ဆိုရင်ကျွန်တော်ဘာသာဒီဂိမ်းထဲမှာလေလေအဲ iconic ဖြစ်စီတဲ့အရာကမှောက်မှောက်လေးွားတာ ဘာလို့အဲ့လိုမျိုးမှောက်ခိုင်းတာလဲပေါ့ဘာလို့ black out ဖြစ်ဖြစ်သွားတာလဲပေါ့အဲ့ဒီဟာလေးကိုပြောပြပေးလို့ရအောင်โอเคအဲ့ဘာလို့ black out ဖြစ်လဲဆိုတော့ကျွန်တော်အဲ့ဗန်ကနေ idea ရလဲဆိုတော့ overwise ကနေ idea ရရเออ main character ตัวนี้ try min 6เนี่ยเอ่อไอ้ลงมาโกโกเรียเตยอสามอ่ะไอ้ไอ้ดูว่าเอ่อตะคุกๆดู SK ဖြစ်ဖို့ကြိုးစားတကွတူ society ဖြစ်ဖို့ကြိုးစားဆိုလို့ရှင်အဲ့အခက်အငွေလို့ပြီးမှာသူ့ကိုမိအောင်လုပ်ပြလုပ်ပလိုက်ပြီးတော့မှာအဲ့လိုဘယ်လိုပြောမှာ game man တို့ ခရင်မပြန်တင်တာပြလဲပဲဖြစ်ဖြစ်သူဒဏ်ရာနေကုလိုက်ပေးတာပဲဖြစ်အဲ့လိုလောက်တာပြလားအဲ့ဒါမှာဆိုအချင်းရဩဆိုစင်းတစ်ခွဲတစ်ခုဘယ်လိုပြောင်းမလဲဆိုတော့ဟုတ်โอเคဆိုအရှင်းလေးပဲဒီကောင်မိအောင်လုပ်လိုက်မယ်ဆိုရင် black out လုပ်လိုက် black out လုပ်လိုက်တာဒါ easy ကတော့ပြောကျွန်တော် game developer player c2 ဒီ black out လုပ်ပြီးဒီကြာလေးပြတ်ထားတာပြီးမယ်ဆိုအဲ့ပြီးတော့လေ ဒီ idea လေးသဘောကျတယ်ပေါ့နော် transition တစ်ခုနဲ့တစ်ခုကြတယ်မှာဒီအခန်းတော့ပိတ်မိနေဆိုတော့တည့်ရနဲ့တည့်ရဘလို့ကူးရမလဲပေါ့ကျွန်တော်တို့လည်းနည်းနည်းအတွေးကျက်မှာပဲပေါ့နော် brother ဒီလိုမျိုး black out လေးလုပ်လိုက်တော့ဟုတ်ပြီ day 1 day 2 day 3ဆိုပြီးတော့ကျွန်တော်တို့ဟို session တွေခွဲပြလိုက်လို့ရသွားတော့ပေါ့အဲ့ဒီဒီမျိုးလေး design လုပ်တာလေးတော့သဘောကျတယ်ပေါ့နော်အဲ့ဒီမှာ tissue လေးကိစ္စလေးကျွန်တော်တို့ဆော့တဲ့ဟာကြီးတယ်ပြီးရွှေသူများကြီးဆော့တဲ့ဟာလည်းပြောကြတယ် tissue လေးကိစ္စလေးကဘယ်လိုမျိုးလေးလဲပြောပြပေးလို့ရအောင် ဟုတ်ကျွန်တော်ဒီ player ဘောဂိမ်းထဲမှာဒီတိုင်းပဲထားမယ်ဆိုလို့ရှိရင်ပြင်းစရာကြီးဆိုကျွန်တော် interactive ဖြစ်တော့ဆိုအဲ့မှာဆိုထိုင်လိုက်ရထားလို့ရတယ်အဖုံးပေးလိုက်ရဖွင့်လို့ရတယ်ရေဆွဲချလို့ရတယ်ဖြစ် tissue လေးလေးတွေကျွန်တော်ပြစ်ခိုင်းတာတော့တင်မလားကျွန်တော်အာပြင်စိုးတချို့ဆိုလည်းအကြံဉာဏ်ပိုင်းနေ tissue လေးပြစ်လိုက်အဲ့နိုင်ရမှာကက်နေရဆိုအဲ့ဟာတွေ့ရလို့လည်းရှိရ back အနေနဲ့ရှိနေဟုတ်ကဲ့အဲ့လိုမျိုးလေးဆိုအဲ့လေးလိုက်မှာဆိုရလို့ရှိပြီတစ်ရက်ပြီးတစ်ရက်ပြောင်းတာကိုဒီ tissue လေးလေးနဲ့ကျွန်တော်ပြတယ်နိုင်ရဆိုနှစ်ခုတစ်ရက်ဆိုသုံးခုပေါ့အဲ့လိုမျိုးလေးကျွန်တော်ထည့်ထားပေးတယ် အဓိကအဲ့အဲ့ဟာကြောင့်မလို့ကျင်းနေမှာဆိုလို့ကျွန်တော်ပြောတာ player အဲ့လိုဟုတ်ကဲ့ဟုတ်ကဲ့ကောင်းတယ်အဲ့ဘာသာအခု iconic ဖြစ်ဆုံး elephant in the room ကတော့အင်တာကြီးပေါ့ဒီကအဲ့တော့ဒီအင်တာလည်းကော့ကိုပဲ model ဆွဲရတာလားဟုတ်တယ် brother ဒီထားအကောင်တော့ကျွန်တော် ဒီ blender guru ရဲ့ donut ပြီးရောကျွန်တော်အတော်လက်ဆန်ပြတာခြံပြီးတော့ donut donut blender ထဲမှာ donut clip ပြီးရတယ်တခါလေကိုယ်ဆက်ပြီးတော့လက်ဆန်ပြတာအကုန်လုံးကျွန်တော်ဒါကျွန်တော်ဒီမှာဆို noise တွေကျွန်တော်တုံးထားတယ်ဒီ blender မှာအဲ့ဒီ donut မှာတုံးနေပုံစံပဲအကုန်လုံးမှာလည်းမျိုးလက်ဆန်ပြတာကျွန်တော်ဘယ်မှာဟုတ်ကဲ့ဟုတ်ကဲ့ modeling လုပ်တဲ့ project က I see I see I see ကောင်းတယ်2တွေပါထွက်ဖို့ရှိလား no by no square fan 2လို့ပါတယ်အဲကျွန်တော်စဉ်းစားနေကျွန်တော်စဉ်းစား ဒီကလည်းပိတ်မိအောင်ပါပါမယ်တနည်းရရမှာတော့တနည်းရပိတ်ရတယ်အဲ့ဒါတော့မဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့အဲ့စဉ်းစားလဲပောက်ကြရပဲထွက်လာဟုတ်ကဲ့ဒါဒါဟုတ်ပြီဒါလိုက်စောင့်မျှော်နေမယ်နောက်ပြန်ရတဲ့ပိတ်မိလဲဆိုတော့ silent library အကြောင်းပြပြပြလို့ရမှာဟုတ်ကဲ့ရပါတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီကိန်းကတော့ကျွန်တော်ဘယ်လိုအကြံရတယ်လဲဆိုတော့ insight ဆိုရင်ကျွန်တော်စောမိရနေစားပါကျွန်တော်အရင်ဆုံးကျွန်တော်အထင်လင်ဘိုအရင်စဆော့ဖြစ်တာထင်တယ်လင်ဘိုဆိုအဲကောင်လေးရပဲဒီ environment ဟို အဲ့ environment ကလည်းကျွန်တော်တို့ဒါ atmosphere ဖြစ်တယ်ဒုတိယတေကိုတိတိကျကျလေးတို့တုံးထားတော့တော်တော်လေးဟိုဆော့ရ immersive ဖြစ်တယ်ဗျအဲ့လိုမျိုးပေါ့အဲ့ဒါနဲ့ကျွန်တော်အဲ့ game ကိုဆော့တယ်တော်တော်လေးဆော့လိုက်တယ်တော်တော်လေးဆော့လို့ခေါင်းလေးအဲ့ဒါဆိုကျွန်တော်သူ့ရဲ့ company တစ်ခုတည်းကပဲထုတ်တဲ့ insight ကိုကျွန်တော်ဖြတ်စောကြည့်ရအောင်တော်တော်လေးကြိုက်သွားတယ်အဲ့ဒါမှာ mechanic တရား share ကောင်းတာပေါ့အဲ့လည်းကျွန်တော်ကလည်းအချိန်ဘာ game မှာလည်းကျွန်တော်လုံးဆရာမရှိဘူးဆိုတာဒီဟာနဲ့တူတဲ့ other game တစ်ခုအနေနဲ့လုပ်လို့ရရဆိုပြီးတော့မှဆလုပ်ဖြစ်ခဲ့တာ 2.5D လို့ကျွန်တော် 2.5D လို့ပြောလေ search ကိုလာဖြစ်နေတာပေါ့ဆိုတော့ကျွန်တော်အဲ့ movement တွေကျွန်တော်များကို spot ကိုပဲ scratch ကနေရပါအဲ့ဒီကောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့တော့ဒီကောင်လေးမဲမဲလေးတော့လေဒါကျွန်တော်ရဲ့ဆလုပ်ကနေကျွန်တော်ဒီ model ပဲတောင်းခဲ့ပါဒီကောင်လေးတစ်ခုလေဟုတ်ကဲ့ဟုတ်ကဲ့အခုဒီပဲကျွန်တော်တော့လုံးဝလုပ်ဖို့လီစံပါဒါပေမဲ့ အဲဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဂိမ်းကဒီလိုမျိုးမြင်ရတဲ့အခါကျတိတ်ဆုံးမတိတာတော့ဘောကျွန်တော်အပြင်ရနေမြင်ရတော့ဟုတ်ကဲ့ဟုတ်ကဲ့တော်တော် efficient ဖြစ်တယ်လို့လို့လေးပုံစံလုပ်ထားတာဆိုတော့စိတ်ဝင်စားတာအဲ့ဒီဘေးနာက level design တွေရောဒီအဆောက်အုံတွေရောကြတော့ဟိုကွက်ကိုပဲလုပ်ထားလားဟုတ်တယ်ဗျဒီအဆောက်အုံတွေကဒါတော်တော်လေးဘယ်လိုပြောမလဲဆိုတော့အလွယ်နည်းလို့ပြောရပါမယ်ဒါမှကြည့်ဒါဆိုကျွန်တော် cube တွေပဲတုံးတာဟုတ်ကဲ့ဟုတ်ကဲ့ cube တွေရာယူရာယူရာကြော်ရာယူ PD ကောင်းနေဆိုလို့ရှိရင် stem card ဆိုတော့ဒီအောင်ဆိုလို့ရှိရင်ဒါဆိုကျွန်တော်ခေါင်းက၄တောင်တုံးရင်လည်းကျွန်တော်ကအကျဉ်းဖန်ဖန်ပေးတာဟုတ်ကဲ့ဟုတ်ကဲ့ကားကအစတည်းက၄တောင်တုံးရင်တော့မဟုတ်ဘာသာ Q တက်ပေးလိုက်တာလား Q တက်ပေးလိုက်တာဗလားတော်တော်များဆိုတော့ဆိုဆိုအာစတေးချန်နယ်မှာလို့ပါလို့လူနဲ့ဒီဟုတ်ကဲ့ဟုတ်ကဲ့လာလဲ credit ပေးပါတယ်ကျွန်တော်အလုံးကောင်နေလဲရှိရခက်မှာလုံးကောင်နေလဲရှိ IC IC the quick gain နေပုံစံအဲ့တော့ brother ဒီ level တောက်ချပေါ့နော် linear ကြီးဖြစ်နေ level ကြီးအဲ့ဒါကြတော့ brother progress လေးတွေကိုဒီ level progression လေးတွေကိုဘလို plan နားလဲပေါ့ဘယ်နေရာလေးကြိုင်ခတ်မယ်ဘယ်နေဘယ်နေရာရချင်း player ပြန်ပြီးဖြည့်ဖြောက်ပေးမယ်ပြီးဘယ်နေရာကြိုင်ခတ်မယ်ဘယ်လိုမျိုးလောက်ထားလဲကျွန်တော်တို့ပြ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 ဟုတ်ကဲ့ကျွန်တော်ဘယ်လိုမျိုးတော့လောက်တယ်လဲဆိုတော့ဒီ case မှာတော့ဒီ tutorial state ပုံစံလေးလောက်ထားပါတယ်အခုံလို့ရမယ်ကျွန်တော်အောက်ကို crush လောက်လို့ရမယ်အဲ့ဒါဒီ player ကိုတင်ပေးတဲ့ပုံစံမှာအစပိုင်းရတော့ ဟုတ်ကဲ့အဒီနာလေဗယ်ထီရပြီးမှကျွန်တော်တို့အဲ့ဒီပလေယာတီးခဲ့တာတွေကိုကျွန်တော်ဒီမှာပြန်ပြီးတုံးလို့ရမယ်အဲ့ဒီပုံလေးတွေတောင်းတာပဲဖြစ်ဖြစ်ခုံနာလေးတွေကျွန်တော်တို့ကျွန်တော်လက်ကလိုင်းပင်းတွေပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာတင်ပေးပါမယ်ပြီးရင်ဒီနာရောက်ပြီဆိုရင် intense ပြောင်းကျွန်တော်တို့အဲ့လို high dense အဲကျွန်တော် high လုပ်တဲ့အပေါ်အတီးကအဲ့မှာကျွန်တော်လုပ်ပေးပါမယ်ပြီးဒီမှာဆုံးကျွန်တော်တို့တီးခဲ့တဲ့ latch climbing ကိုကျွန်တော်တုံးခိုင်းပါတယ်အဲ့လိုအဲ့လိုမျိုးနည်းနည်းတက်လိုက်ပြီးရင်ကျွန်တော်တို့ chill state လေးပြန်သွားလိုက်အဲ့လိုမျိုးလောက်တာများပါတယ်ဒါပေမဲ့တော်တော်များတော့မချေးပါဘူးဒီကောင်ဆိုတော်တော်ကြီးဟိုဖြစ်ပါတယ် pressure များပါတယ်ဒီနာဆိုဒီနာကျွန်တော် live ဒီမှာကြည့်နေရဆိုဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဒီ state ဆိုတော်များကကျွန်တော်တကယ်ချင်းနေဆော့ခိုင်းလဲဒီကောင်လေးတော်တော်စိတ်ညစ်တဲ့စက်တိပါဘယ်လိုခုံခုံပြောပြရမလဲဆို control တော်တော်ခက်ပါရပြောပြပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီမှာခုနပြောပြသွားပါဘောနော် level progression လေးဒီမှာဒီအစနာရလို့ရှိရင် movement mechanic လေးတွေ unlock ဖြစ်ပေတယ်သူတို့ကို tutorial လုပ်ပြီးပြီးဆော့တယ် now နည်းနည်းဆော့လို့ရှိရင် mechanic တခုလေးဘယ်လိုပြောမလဲ reward အနေနဲ့ပြီးတယ်ဘောနော် player ကိုဒါရပြီအဲ့တော့ဒါလေးသုံးပေါ့ပြီးလို့ရှိရင်လည်းဒီတိုင်းမထားတော့ဘောနော် level ကိုလည်း reusable ဖြစ်အောင်ပို့လုပ်တယ်ဘောနော်အဲ့ဒါ ဒါ brother cautiously မဟုတ်ရင်တော့မကောင်းတဲ့နီလန်လို့ပြောလို့ရပါဘောနော်ဟိုဇက်လန်နဲ့မှပြန်ပြီးတော့တုံးချတော့ player တွေအလုံးအကုတ်ပဲပေါ့ဒီ aesthetic အရာရောဟုတ်ကဲ့ကဲလောက elephant in the room ပေါ့နော်ဘာလဲဆိုရှင်အဲ့ဒီ art style art style လေးကို brother ဘာကြောင့်ဘယ်လိုမျိုးလုပ်ခဲ့တာလဲပြီးလို့ရှင်ဘယ်လိုမျိုးလုပ်လို့ရသွားတာလဲပေါ့ဒီဟာလေးကိုရအောင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဟာတော့ကျွန်တော်တော်တော်လေးလဲ အဲ့ကျွန်တော်ပြောလို့ရှိပါအဲ့ဒါနဲ့ပတ်သက်ပြီးဒီရဲ့ look ပေါ့အဓိကတော့ဒီမှာဆိုလို့ရှိရင်တုံးထားတဲ့ဟာက color 300ပဲတုံးထားမယ်အဲအမဲရယ်ကျွန်တော်အပြာရယ်အဖြူရယ်ပေါ့ဒီအယောင်ကြီးပေါ့ကျွန်မမတိုင်ခင်တခြား color နဲ့စမ်းပါတယ်ကျွန်တော် black and white လည်းလုပ်ကြည့်ပါဒါပေမဲ့ black and white ကျွန်တော်ကျွန်တော်လင်ပုံနဲ့တအားတူပါလို့ဒါပေမဲ့ကျွန်တော်တနည်းမှာကျွန်တော်ကမြင်းနဲ့ကျွန်တော်ဒီ camera ထဲမှာပေါ့နော်ကျွန်တော်အခုဒီ view ရဲ့အတွက်ကို aura 2ဒီ preset ကိုတုံးပါတယ်ဒီ fog volumetric fog တော့ကို quality set တဲ့ထဲမှာကျွန်တော်က shot ကြည့်နေမှာကျွန်တော်ဒီနားလေးမှာဒီ display volumetric light on ဒီပေါ့အဲ့ဟာကိုလေကျွန်တော်အဲ့ အမှန်ဘာချင်းမရတာဘာလားမကြည့်ပုံမှန်ဆိုလူကြီးမြင်နေရဟုတ်ကဲ့လုံးဝရကျွန်တော်အဆင်မပြေဘူး sorry ဟုတ်ကဲ့အမှန်ချလိုက်တော့အာချီတော့ဒီကတိဟုတ်ကဲ့လုံးဝရအဆင်ပြေပါဟောကျွန်တော်အနေနဲ့ဟုတ်တယ်ပေါ့အဲ့နဲ့ကျွန်တော်မဖြုတ်တော့ဘူးမဖြုတ်တော့လောကဟိုလိုပြောမယ် debug လောက်ရမယ် setting ကလောက gain ရ feature ယူဖြစ်သွားတော့ဗောနော်တချို့ဆို error တက်တယ်ဗျ error တက်မဖြေရှင်းတဲ့ feature လောက်လဲ ဟိုကိုမြဖုန်း yes တို့ကြတော့တမျိုးလေးအဲ့ဒါမဟုတ်ဒီဘက်လုံနေနေဒီဘက်ကလောက gain ရဲ့ feature ဖြစ်လာပါတော့เนาะအဲ့အလေးသဘောကျအဲ့တော့ဒီ play test team မှာရော brother ဘသူတွေဟို brother test လုပ်ခိုင်းတယ်ပေါ့ဘယ်နှစ်ယောက်လောက်ရှိပါမလဲပေါ့အဲ့တော့သူတို့တွေကဘာ feedback တွေ brother ပြန်ပေးလဲဆိုတဲ့ဟာလေးပြောပြပေးလို့ရမှာ play test ကကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့တကယ်ကျွန်တော် play play test လုပ်ခိုင်းတယ် ကျွန်တော်ကျတော့ဒီ level ဆိုရှင်ကိုယ်တိုင်ဒီဇိုင်းလုပ်ပြီးမှကိုယ်တိုင်ရဒီအရေးကိုကျွန်တော်အချိန်တရာတော့ကျွန်တော်ဆော့တာဆိုတော့လေဘယ်နှပါရှိအကောင့်တီးရောဘယ်လိုဆော့မလဲဆိုတာဒီဒါပေမဲ့တခြားသူရဲ့ဟို point of view မှာကျတော့တို့ဒါတွေမတီးဘူးဆိုတော့တခါမှဆော့ဘယ်ဆော့ခိုင်းတဲ့အခါမှာတို့တို့မတီးတဲ့ဟာလေးထွက်လာတယ်စားရဘူးကျွန်တော်ကအမှောက်အော်အဲဆိုဒါပြင်ရမယ်ဒါပြင်ရမယ်တချို့ level ဆိုရှင်ဒုတွတ်တအားခက်လွန်နေမှာကျွန်တော်ကတော့လွယ်တယ်ကျွန်တော်တို့ကဒုတွတ်တအားခက်နေရဆိုရှင်ကျွန်တော်ပြန်ပြင်မိတယ်အဲ့လိုမျိုးပေါ့အဲ့ဟာဒါ blade test တော်တော်လေးလောက်လိုက်ပါတယ်ကျွန်တော်ထင်ချင်တယ်လေဒါဒီကနေခြေစုံညာကြီးတင်ပါတယ်ကျွန်တော် blade test လုပ်ပြီးရတယ် ပြောပြတဲ့ကျေးဇူးများအတွက်မှာ brother ကိုယ်တိုင်ကကျွန်တော်ပြောပြဘူးဒါဟို sound design တွေလုပ်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ brother sound design process တွေရောကျွန်တော်တို့ပြောပြပေးလို့ရမှာဒီ backing ဆိုဘယ်လိုပဲဘယ်ကနေ inspire ဖြစ်လဲပေါ့ကျွန်တော်အထင်ကျွန်တော်နှစ်မျိုးပဲတီးလိုက်ပါတယ်ဒီ silent bridge တို့ကိုကျွန်တော်တင်ဒီ game play ဖြစ်နေတဲ့အချိန်မှာဖြစ်တဲ့ဟာရယ် intro ဒီ menu မှာပါတဲ့ sound တွေပါပြီးတော့ဂျားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ intense people အတွက်ဝင်နေကျွန်တော်တို့ဒီဒီလုံးနေရှိမယ်အဲဟုတ်ကဲ့ဘာလို့အကောင်လုံးကျွန်တော်ပဲ record လုပ်တာပါအော် gain နေတဲ့ကအတန်တော်တော်များများကိုယ့်အကူအကောင်လုံးတောင်းကြပါဒီအတန်ဟုတ်တယ်ဗျာဟာအဲဆိုရှင် 3D model လေကိုယ့်အကူလို့ဟို access flip တာနားလေပါပဲဆိုတော့တယောက်တည်းကြီးတရားပါဗောနော်အဲ့တော့ radar ကိုယ့်အကူလည်း mechanic ကြီးတယ် engine နဲ့ကိုယ့်အကူရအောင်လုပ်တယ် 3D modeling နဲ့ခြာပြီးရယ်စောင်းလေးလုပ်တယ်ဘာဘာရှိသေးလဲကျွန်တော်ရဲ့တငယ်ချင်းကသူက 3D 3D ဖြစ်ကုန်ကျွန်တော်တို့ဒုတိယတည်းဆွဲဆိုတော့ သူကဒီ game မှာပါတဲ့ icon တွေရောဒီ game ရဲ့ကျွန်တော် icon ပေါ့အဓိကဒီကျွန်တော်ဒီ file မှာပေါ်တဲ့ဟာဟုတ်ကဲ့ဆွဲဆွဲပြပါအကုန်လုံးအဲ့တော့ကျွန်တော်တော်တော်လေးအဆင်ပြေသွားပါတူဆွဲပြီကျွန်တော်မဆွဲရတော့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် app လည်းမကျွမ်းပါဘူးကျွန်တော်ဆွဲအဲ့ဆက်ပြီးရိုက်ထွက်လာမှာပါဟုတ်ကဲ့သူသူရဲ့ကျွန်တော်ရဲ့ပါအဓိကဟုတ်ကဲ့ဟုတ်ကဲ့အနှစ်ယောက်နော်အဲ့ဒီရအောင်လို့တာနှစ်ယောက်ဟုတ်ကဲ့အဲ့တော့ copy and throw ဘက် throw ဘက် chain လိုက်လို့ရှိရင်တော့လူနှစ်ယောက်ပေါ်လာလိမ့်မယ်ထင်တယ်သူကလူအများကြီးတေး copy and throw ဘက်လောက်တယ်တနည်း chain လိုက် ဆိုအဲ့ဒီမှန်းဆိုရာဒါလုတ်တဲ့ gain နေတယ်မှာလည်းမှန်းဆိုရင်အဲ့ဒီ diving deep လေးလည်းသဘောကျတော့ဗောနော် diving deep လေးရအောင်လို့ပြောမယ် mini adventure လေးဟိုမှာပါစယ်လေးတွေပါတယ်ပါစယ်လေးတွေပါတော့ဗောအေးနောက်ဆုံးညီပွဲဝိုင်းမှာလောက twist ဖြစ်တယ်ဗောနော်ဒီတိုင်း solve လို့နိုင်ရင်လေ twist ဖြစ်တာမှန်မှန်တော့ဗောနော်ကို ABS street ကြည့်ပြီးကျွန်တော်ထိုင်ကြီးသူအကြိုက်စအကြိုက်ပဲဟုတ်တယ်ကောင်းပြီပါ solve ပြီးဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ rather အနေနဲ့ရောဒီမျိုး gain တွေလုပ်ခဲ့တယ်เนาะ process တခု tech batch အောင် creative batch အောင်ပြီးလို့ရှိရင်ဒီ sound design တွေ play testing တွေ modeling တွေပေါ့เนาะအဲ့တော့ဒီလိုမျိုး indie လုပ်ခဲ့တဲ့ gain တွေက pipeline ပေါ့မူတည်ပြီးတော့အခုမှ gain development ကိုစပြီးလေ့လာခြင်းနောက် gamer ကနေစပြီး game development လုပ်ချင်တဲ့သူတွေဒီ aspiring game developer တွေ brother ပါအကြဉာဉ်လေးတွေပြီးကျင်တယ်ပေါ့နော်ပါ advice လေးပြီးကျင်တယ်โอเคဆိုတော့ကျွန်တော်ကအဲဒီအဲ hobbyist point of view နဲ့ပြီးတော့မှအခုမှ game development စလုပ်မဲ့ brother တွေ sister တွေအတွက်ပြောပြအောင်မယ်ဒီ tips and trick လေးတွေအဓိကတော့ကျွန်တော်တို့အခုအချိန်မှာဘာဖြစ်ဆောင်လဲဆိုတော့ကျွန်တော် AI ကိုကောင်းကောင်းအတုံးချတဲ့ပုံလို့ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဟိုဆက်လုပ်တော့ငါဆိုတော့ Nokia 10လောက်ပါဆိုကျွန်တော် AI လည်းမရှိပါဘူးကျွန်တော်ဘာလုပ်ရလဲဆိုအခုခုတီးချင်း program တွားဖတ်မယ်ကျွန်တော်တို့အဲဒီကျွန်တော် stack overflow တွားမယ်ဖတ်မယ်ဘယ်လိုလုပ်မလဲကျွန်တော်ဟိုဖြစ်ခဲ့ရပါအခုဆိုရှင်ကျွန်တော်တို့ကဒီ code ကို AI နဲ့ထည့် န်နာ error ရှာပြီးကျွန်တော်ဘယ်လိုကောင်းအောင်လုပ်မလဲဆိုဒီမှာဒါဆိုတော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်အဲဒါသုံးဖို့ကျွန်တော်တို့ကျွန်တော် recommend ပေးချင်ပါတယ်ပြည်သားတစ်ခုကကျွန်တော်တို့ back game ပဲဖြစ်ပြီးတော့ back game အချင်းပဲတုံတုံမှာကျွန်တော်တို့ဟိုအခုဆိုရင် free resource ကတအားများပါတယ်ကျွန်တော်တို့အဟာကိုကောင်းကောင်းအသုံးချထားဖို့လိုပါတယ်ကျွန်တော်တို့အဲကောင်းကောင်းအသုံးချရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဆင်ပြေပါတယ်အဟာတွေကိုဟုတ်ကဲ့ဘီဘီဆိုလို့ရှိရင် scope free မဖြစ်ဖို့ပါ back game ကိုပဲလုပ်လို့ david willy ပြောရမှာဆိုလို့ရှိရင်ကျွန်တော်တို့လုံလိုက်တလောက်ပဲကျွန်တော်တို့ ချက်ပြီးတော့မှပဲဒါတော့တော်တော်ကောင်းအောင်ကျွန်တော်ဖြစ်အောင်လုပ်ဖို့တို့ပါတယ်ဒါကိုကျွန်တော်ဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျတော့ဒီ sign up preview မှာဆိုလဲကျွန်တော် scope creep ဖြစ်ခဲ့ပါတယ်အကင်းရုံကိုကျွန်တော်လုံးဝရောတနာကြီးနနာကြီးတော့အဲ့လောက်ကြီးဖြစ်အောင်ကျွန်တော်စဉ်းစားဖို့ပါဒါပေမဲ့အဲ့လောက်ဆိုလူလဲပင်ပန်းလဲ brand လဲဖြစ်ပါတယ်ကျွန်တော်လဲဟိုဒီ development process ကကြာလေးကြာလေးနောက်ပိုင်းအောင်လေကျွန်တော်ဟို efficiency ကျပါတယ်မလုံနိုင်ပါဘူးဆိုတော့ဒီလောက်လေးပဲကျွန်တော်ချုပ်ပြီးတော့မှအဲအဲ့လိုအဆင်ပြေအောင်ဆော့လို့အဆင်ပြေအောင်ကျွန်တော် publish လုပ်နိုင်တဲ့ level ထိကို မယမက push ပါတယ်ဘယ်လိုမျိုးဆိုတော့ဒီ scope လောက်ဖို့ကတော်တော်လေးအရေးကြီးလို့ထင်ပါတယ်ကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာပြောပြပေးရအတွက်ဒီမျိုး advice လေးတွေပြောပြပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲโอเคဟုတ်ပြီအဲ့တော့ဒီ game တွေကိုကျွန်တော်တို့ကြည့်နေသူတော်တော်များများရောမြန်မာဘတ်ချန်သူတွေရောဟိုဘယ်လိုပြောမလဲသူများတွေတော်တော်များများမှာ form ရှိကြ၊ kunam ရှိကြအဲ့တော့ဒီ game တွေရောဒီနေ့ပြောနေ game တွေ mobile မှာလာလို့ရှိလားโอเคရှိပါဗျာโอเคကျွန်တော်ဒီနေ့ အဲပြောပြပါရတယ်ဒီ Silent Library ရဲ့ Nobody knows what happened ကိုကျွန်တော်ဒီ mobile တွေ release လုပ်ဖို့အတွက်ကျွန်တော် planning လုပ်နေပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကိုကိုမြတ်ပေါ်ရင်နော်ဒီနေ့ advice လည်းအများကြီးပေးပါတယ် gain တွေလည်းအများကြီးကြောက်ပါတယ်နောက်ကွယ်မှာဘယ်လိုလေးလောက်ထားဆိုတဲ့ဟာနောက်ထပ်လည်းဒီလိုမျိုး gain တွေအများကြီး develop လုပ်နိုင်ပြီးတော့ပိုပြီးအောင်မြင်ပါစေလို့ကျွန်တော်ဒီကနေ့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီလိုမျိုးကျွန်တော်ဒီ project လေး showcase လုပ်ဖွင့်ရတဲ့အတွက်လည်းကိုညံ့ကြော်ရောကျွန်တော်ဒီ game maker တွေမှာအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် brother brother ရဲ့ gain တွေကိုကျွန်တော် move on ပေါ်မှာစောင့်ရုံနေမှာเนาะကျွန်တော်တို့ခိုင်းဒီကကြည်နေတူပဲစောရအောင်ဆိုတော့ကဲအားလုံးရှင်ပပိုင်ပါအခုကြည်နေမိတ်ဆွေကသူတို့မျိုး gain တွေကိုဖန်တီးတက်ချင်နေဆိုလို့ရှင်ကျွန်တော် gain maker မြန်မာမှာကို gain ကို funding ဆိုတဲ့အတန်းရှိနေပါပြီဒီတန်းမှာမိတ်ဆွေက super monkey ball game 2D platformer နဲ့ third person shooter game တွေကို၃လအတွင်းဖန်တီးရင်းနဲ့ unity game engine c# programming ကိုကြီးညက်အောင်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်မလေးအတိုင်းပြီးသွားတဲ့အခါမှာမိတ်ဆွေကိုယ်တိုင်ဖန်တီးခြင်းတဲ့ game တွေကို confidence ရှိရှိနဲ့ဖန်တီးနိုင်အောင်ရည်ရထားရပဲဖြစ်ပါတယ် အဲ့ဒီပြင် certificate နဲ့ professional game လောက်တရားဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပဲဖြစ်ပါတယ်။နောက်တန်းကတော့ဇွန်လ25ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့အတန်းကြီးအောင်2သိန်းခွဲကျတင်မှာပဲဖြစ်ပါတယ်။တန်းကလူပြည့်လည်းမြန်လာကြအောင်ကျွန်တော် page မှာလာရောက်စင်းသွင်းထားလိုက်ပါ။အဲ့ဒီ message ကကိုပိုင် 3D model တွေကိုဖန်တီးပြီးကိုယ် game တွေမှာပြန်သုံးကျင်နေဆိုလို့ရှိရင်လည်း 3D modeling class ရှိနေပါပြီ။ဟုတ်ကဲ့သူ့ရဲ့ game တွေကိုစောင့်ကြည့်နေကြပြီလား။ ကျွန်တော်တို့ဗီဒီယိုမှာပေးထားတဲ့ link အနေနဲ့တစင်း no buy no swap ban နဲ့ silent library ကို download ဆွဲပြီးတော့ PC မှာသွားဆော့လို့ရနေပါပြီ။သူရဲ့ site ပြေးကိန်းကလည်းမကြခင်ထွက်လာတော့မှာပါ။ဒါတွေမဟုတ်သေးဘူး။အခုကြည့်နေတဲ့မိတ်ဆွေကဒီ game အားလုံးကို mobile မှာဆော့ချင်တယ်ဆိုလို့ရှိရင်ကိုခွန်မြတ်ဖုံး monobyte studio နဲ့အတူကျွန်တော်တို့ game maker မြန်မာပူးပေါင်းပြီးတော့ play store ပေါ်မှာလည်း publish သွားပေးဖို့ရှိပါတယ်။ကဲအဲ့ဒါနဲ့ပဲကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ခဲ့တဲ့ကျေးဇူးများကြီးတင်ပါတယ်။ဗီဒီယိုချမ်းသာတဲ့ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပေးပါအောင်။နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်။အားလုံးပဲ bye bye